လိုမျိုးရာသီအပြောင်းလဲဒီလိုမျိုးမိုးရွာလိုက်နေပူလိုက်ဖြစ်တဲ့အချိန်မှာခလေးငယ်လေးတွေမှာနာစည်းတာဒီနှာခေါင်းပိတ်တာတွေခဏခဏကြုံရလိမ့်မယ်။ကျမသမီးလည်းခဏခဏနာစည်းပြီးနာပိတ်နေလို့အဲကျမလည်းစောင့်ထားတဲ့ပစ္စည်းလေးတွေကိုမျှဝေတဲ့သဘောပါ။အဲဒီဗီဒီယိုကကြော်ညာတာလည်းမဟုတ်သူစပွန်ဆာပေးတာလည်းမဟုတ်ပါဘူး။ဒါကျမဘလိုမျိုးဆိုရှင်ရင်ကျင်ရအကူအညီရမလဲဆိုပြီးတော့စဉ်းစားပြီးတော့ဒီဗီဒီယိုလေးလုပ်ချင်ဖြစ်ပါတယ်။ မင်္ဂလာပါဒါလာနဝင်းဘလော့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရရှင်။နနစ်အောက်ကလေးတွေမှာနာစည်းနာပိတ်တယ်ဆိုလို့ရှိရင်ဆေးတွေကိုမသုံးဖို့အတွက်သူတည်သနာစာရန်နေရာပြောရပါတယ်။အဲ့တော့မမီတို့ဒီလိုမျိုးကလေးဒီနာစည်းတာနာပိတ်တာဆိုလို့ရှိရင်ယူရန်ထိုင်ကြည့်နေမလား။မကြည့်လို့မရဘူးလေကိုယ်ကလေးလေးကနေမကောင်းမတတ်မတာဖြစ်တယ်ဆိုရှင်ဘယ်မိမိမှနေလို့မရအောင်လေဟုတ်တယ်မလားဒီနေ့ဗီဒီယိုကတော့ကျွန်မ ကိုတိုင်ပေါ့နော်ဒီကျမသမီးတဲ့အခုရာသီအပြောင်းလဲမှာခဏခဏနာစီနာပိတ်တာမို့လို့အဲဘလိုမျိုးတက်တောင်လို့ပေးလဲဆိုတာကိုအဲဒီပြောပြခြင်းလို့ဒီဗီဒီယိုလေးကိုလုပ်တာဖြစ်ပါတယ်ကဲအခုအဲ့ဒါဆိုရင်ကျမဘာပစ္စည်းလေးတွေတုံးလဲဆိုတာကိုဆက်ကြည့်လိုက်ကြအောင် အဲဒီပစ္စည်းလေးတွေကတော့ကျွန်မလက်ရှိသုံးနေတဲ့ပစ္စည်းလေးတွေပေါ့နော်အဲအဓိကကခလေးကနာရီတောက်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 ကြာတယ်ဆိုလို့ရှိရင်အရင်တော့ဆိုရင်မိမိတွေကနှချီကိုဆုပ်ထုတ်တာတွေပါဇက်ကြီးကြီးနဲ့နှာခေါင်းကိုဆုပ်ပြီးတော့နှချီကိုအဲဆုပ်တာတွေပါတယ်ဆိုရင်အဲ့လိုမျိုးကြာရင်ခလေးလည်းအဆင်မပြေဘူးမိမိတို့အနေနဲ့လည်းအဆင်မပြေဘူးပေါ့နော်အဲအကြောင်းမလို့အမ်မိမိတို့ကလည်းဒါက hygienic ဖြစ်အောင်လို့ဒီနောက်ပိုင်းဒီလိုကလေးရာလေးတွေပေါ်လာတယ်ပေါ့နော်အဲဂျင်မာကတော့ဒီဟာလေးကိုသုံးတယ်ဒါကကြတော့ရေကြတာများတယ်ဆိုလို့ရှိရင်ဒါလေးနဲ့ဆုပ်ထုတ်ပေးတယ်အဲဒါလေးကသတိထားမှာကခလေးရဲ့နှာခေါင်းနယံသားတွေကိုတော့မဆုပ်ဖို့တော့တော့သတိထားရမယ် ပြီးရင်ဒီညက်ကလေးကတော့ဒီခါလေးကလေးကနာရီတွေထွက်တာများပြီးတော့အမ်ခဲဝါးတယ်ဆိုလို့ရှိရင်เนาะကလေးအငယ်လေးတွေမှာဆိုရင်ဒါလေးနဲ့အဲနည်းနည်းနိုင်ထုတ်ပြီးရဲ့ပေါ့เนาะကိုလက်စလက်နာတော့သတိထားရတာပေါ့เนาะဘာလို့လဲကလေးရဲ့နှာခေါင်းလေးကအရန်နုသေးရဲ့အတွက်ကြောင့်မလို့ကဲဒီနှာခေါင်းဆက်ချစီရတော့မမေလို့သိမယ်ထင်တယ်အဲကလေးအငယ်လေးတွေဒီနည်းနည်းအောက်ဆိုလို့ရှိရင်เนาะဒီနှာခေါင်းဆက်ချစီကိုအဲတနေ့ကို၃ချက်၃လို့ရတယ် သူကဒါကစားရည်ပဲဆိုတဲ့အတွက်ကြောင့်မလို့ခလေးအတွက်ပါအန္တရာယ်မှမရှိဘူးအဲဒီခလေးတွေနာစီးတယ်နှာခေါင်းပိတ်တယ်ဆိုလို့ရှိရင်တော့အဲဒီဟာလေးကိုအရင်သုံးကြည့်ပါဒီဟာလေးကိုသုံးပြီးတော့မှအဲဒီနှာခေါင်းကိုဆုပ်တာပဲဖြစ်ဖြစ်ပါပြီလို့လို့ရှိရင်ခလေးရဲ့နာရည်ကဒီလိုခဲနေရဆိုလို့ရှိရင်လည်းသူ့ဘာသူအေးပြောလာလိမ့်မယ် အဲနောက်ကျမရဲ့ personal favorite နှစ်ခုကတော့ဒါနှစ်ခုပေါ့เนาะဒါကျမကတော့ဒီကတ်ခွာလေးကို ခလေးနာစီနာပိတ်တာနဲ့မကဘူးဒီနာစီရာနေပြီးတော့ခလေးကဒီနာရီဒီမျိုးချတဲ့ခါကျရင် post nasal drip ဆိုပြီးတော့အဲဒီ level နဲ့ရောက်ပြီးချွဲနေတာထလာတယ်ပေါ့เนาะအဲ့ခါကြလို့ရှင်တော့ကျမကတော့ဒါလေးပါတုံးတယ်အဲဆိုလို့ရှင်ရအခလေးညာဘက်အိတ်တဲ့ချိန်ဖြစ်ဖြစ်အဲကတ်ထားတယ်ဆိုလို့ရှင်နည်းနည်းပပတော့တတ်တာပါတယ် ပြီးတော့နောက်ကနောက်တစ်ခုကကြတော့ကျွန်မဒီဆေးလေးကိုသုံးတယ်အဲဒီဟာလေးကတော့ကျွန်မ ခလေးလည်းတုံးတယ်လူကြီးလည်းတုံးတယ်အဲသူလည်းတူတူပဲခလေးအညဘက်အိတ်တဲ့ချိန်ကြလို့ရှိရင်ဒီအင်ဂျီရေးပါတယ်မှာဆွထားလိုက်တယ်ဒါမှမဟုတ် diffuser တို့ humidifier တို့မှာအဆက်ကလေးချပြီးတော့ထည့်လိုက်တယ်ဆိုလို့ရှိရင်တော့အဲခလေးအတွက်တတ်တာရယ်ပေါ့နော်အဲဒါမဲ့ဒီဒီ products နှစ်ခုကတော့ G6PD ခလေးတွေမှာတုံးလို့မရဘူးပေါ့အဲအကြောင်းမလို့တကယ်လို့ G6PD ရှိရယ်ဆိုလို့ရှိရင်တော့ဒီ UU နှာခေါင်းဆက်ချစီရေးပဲအဆင်ပြေပါလိမ့်မယ်အားလုံးပဲဒီတစ်ပတ်ကတော့ကျမသမီးလေးသိအရင်နေမကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ video စာကျမ သမီးလေးနာစည်းနေတဲ့အချိန်မှာသုံးတဲ့ product ကလေးတွေပဲမျှဝေလိုက်တာဖြစ်ပါတယ်။အဲမမီတို့လည်းအဲကျမရေဘူးသူဒ္ဓတွေသိကျင်နေဆိုလို့ရှိရင်เนาะ comment number မဟုတ် message box မှာပို့ထားလို့ရပါတယ်။တောက်ကြစနေတနင်္ဂနွေညဘက်9:00နောက်ပိုင်းကို ကျမအရင်တန်းတဲ့အချိန်မှာဖြေပေးပါမယ်။အဲနောက်ထပ်ဒီလိုမျိုးကလေးကျမကြီးမိခင်တဲ့ကလေးကျမကြီးမျိုးသမီးကျမကြီးကိုငူဆောင်ကျမကြီးဘူးသူတာတွေသိချင်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်